ဘောကအမြဲအဲကိစ္စကိုအမြဲသူဟိုကောင်းတယ်မှာအရင်ဦးစားပေးထည့်တော့ပွဲတော်လုံးမယ်ဆိုလို့ရှိရင်တော့လက်မှတ်ကိုလက်မှတ်ခါကိုကျွန်တော်ဘလောက်ထားရဘလောက်ထားမယ်အဲ့ဒါလေးအစားသူအမြဲစစ်စစ်ပေါ့ပေါ့တည်တည်ချာချာလေးကိုသူဘီးတဆိုင်နဲ့အဲ့လိုလုပ်ပေးတတ်တဲ့အကျင့်လေးရှိတယ်အကျွန်တော်လည်းအများကြီးကျေနပ်တာဟောတော့အဲ့လိုမျိုးဘူကူရန်လည်းအဲ့လိုဖြတ်တန်းမှုပြီးတော့ ျွန်တော် recording ပေါ့နော် recording လေးနေပဲဖြတ်တန်းလေးပါအဲ recording လေးတော့အဲတကြံမတိုင်ခင်တော့အပီးပြတ်ဖြတ်လိုက်ပြီးတော့အခုအဲအဲ color လေးမှာပဲကျွန်တော်တို့ပွဲနေနေရလေအဲငလင်းမတိုင်ခင်ငလင်းအဲအဲ color အတွင်းမှာကျွန်တော်တို့ပွဲအနေနဲ့ကဟိုပေါ့ကျွန်တော်အဲ April 29ရက်နေ့ကိုလိုင်းတာအက်တစ်ပါမှာကျွန်တော်တို့ပွဲလေးတစ်ပွဲလုပ်ဖို့ရှိပါတယ်အဲအဲ့တော့အဲ့မတိုင်ခင်ကငလင်းဖြစ်သွားတော့ကျွန်တော်အဲ့ပွဲလေးကိုလည်းရွှေ့လိုက်တယ် အဲအခု9လပိုင်းနေတော့ရွှေမြလို့ပြန်ဆမလို့တော့ပြောရဲအခုတတိတော့အသေးချတော့တိတ်တော့မသေးသေးပါဘူးအခုလောလောဆယ်ကတော့ကျွန်တော်ရကော်ဒင်းနဲ့ပဲဖြတ်တန်းနေပါတယ်ဟုတ်လားတီးလိုက်ခတ်လိုက်ပေါ့ဒါဟာကျွန်တော်ဝန်တက်အနေနဲ့ရကော်ဒင်းလည်းရှိပါတယ်ကျွန်တော်ကျွန်တော်ကိုပိုင်ကျွန်တော်အပ်ထားတဲ့အလုပ်တွေအလိုတီးဖို့ခတ်ဖို့အပ်ထားတဲ့ဟာတွေလည်းရှိပါတယ်အဲ့ဒါအခုအခုလုပ်နေပါအဲ့ဒါတွေပါအဲပြောရဆိုအခုတည်းကဟိုတကယ်တမ်းကတော့ကိုယ့်ရဲ့မိသားစုကတော့ဒရမ်ပဲတီးတာပေါ့နော်အဲ့မဲ့ဟိုတောင်ဆက်ဆက်မြောင်ဆက်ဆက်ကတော့လို့ဟိုဟာ အဲဂီတာလေဂီတာလေဂီတာတော့ဟိုငငယ်လေးကတီးတက်တာဆိုတော့လေဂီတာနဲ့ဘေးဘေးလည်းအဲ့လိုပဲဟိုကပထမဆုံးအရင်ဆုံးစတီးတာဘေးဆိုတော့ဘေးကတော့အဲကျွမ်းကျင်တော့တီးတက်တယ်ပေါ့နော်ကျန်တဲ့ဟာလေးကလိုလိုပါပဲဟိုဟိုကူလည်းဟို recording တွေမှာတော့မတီးပါဘူးအဲ့လိုပေါ့ပါပါပဲဟိုတကယ်ချင်းလည်းပျော်ပါဟိုဟိုဖြစ်တာတော့ခဏဝင်ပြီးတီးခေါက်လိုက်တာတော့ဒီလောက်ပဲရှိတယ်တကယ်လည်းတေချာတီးတာတော့ drum နဲ့ bass နဲ့ပေါ့နော် bass ကတော့အဲ့လိုဒါလေးလိုအပ်ချက်ရတယ် are so dang up is ကျွန်တော်တို့ဘေးသက်တော်တော်များများဟောနော်ဟိုတကယ်အချိန်ကလူလန်းစားရပြီနော်အချိန်ကလူလန်းစားများတယ်ပြီးတော့ဟိုလူငယ်တွေကလည်းသူတို့ကိုယ်တိုင်ကလည်းသူတို့မိုးဖိုးလေးစူးယူလာကြမယ်ပြီးလို့ရှိရင်သူတို့ရဲ့နှိစက်ရအလုံးလုပ်ငန်းခွင်တွေကနှိစက်သင်ငယ်ချင်းပေါင်းတင်နေရလဲအဲဒီဝန်တပ်ပွဲရှိတယ်သူတို့သွားကြမယ်ပြီးကြမယ်ဆိုတော့ဟိုသူတို့ရဲ့ဈေးနှုန်းတစ်ခုသူတို့ရဲ့သူတို့သုံးနိုင်တဲ့ဘတ်ဂျက်တစ်ခုလောက်ဟိုဖော်ကားအမြဲတမ်းသူကစဉ်းစားပေးတယ်အဲကျွန်တော်တို့ကဒီလိုသူတို့ တို့ဒီလိုလာမယ်သူတို့လာလို့ရှိရင်သူတို့တောက်မယ်စားပဲပြီးလို့ရှိရင်သူတို့အိမ်ပြန်ဖို့တိုက်စီကားရရှိမယ်ဒါတွေကလည်းကိုယ်တွေငငယ်တို့တွေကဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေအရောနော်အဲ့လိုလေးကြောက်မလို့အဲ့လိုဟိုအရင်တော့အဲ့လိုအမှတ်ရရပေါ့နော်ဒါပေမဲ့ဒီဒီဘက်ခေတ်ကျတော့ကျတော့မတူတော့ဘူးပေါ့နော်ဒီဘက်ခေတ်ကျတော့သူတို့ဆိုင်ရသတ်မှတ်ထားတဲ့ဈေးတွေအဲ့ဒါတော့မှဟိုဖဲဖြစ်နိုင်ပဲဟာပေါ့နော်ကိုကိုရဲ့ပိတ်သက်တွေကြီးလို့ရအောင်ကိုဖက်တွေကြီးလို့ရအောင်အဲ့လိုမျိုး Okay ဖဲရောက်ကြစစ်စမ်းတဲ့ကွင်းမယ် ကျွန်တော်တပည့်လုံးဘယ်ရမချင်အောင်ဆိုလို့ပြချင်ပါတယ်ကျန်တော့အဲ့လိုပေါ့ကျွန်တော်တို့လည်းအဲ့လိုကျွန်တော်တို့ကိုယ်တိုင်းလည်းအဲ့လိုမျိုးဖြတ်အဲ့ပြီးတော့သူတို့ဒီလိုဟိုဖြစ်တဲ့ဈေးနှုန်းလေးတတ်မှတ်ပြီးတော့ကိုယ်တွေကိုယ်တိုင်းတော့လည်းအဲ့လိုပဲပေါ့နော်ဟိုကျွန်တော်ဆိုမှတ်မှတ်ရရပေါ့ကျွန်တော်တို့ဟိုဟာလေကိုမျိုးကြီးခွေလေးပြေထွက်ကားကအများကျွမ်းတာပါသူပွဲလုံးကြတယ်အိုက်စီကအပွဲသွားကြည့်မယ်ပေါ့နော်အဲ့လိုပွဲတော့တကယ်ချင်းလေးယောက်သွားကြဒူလိုပဲဘတ်စကားစီသွားကြဟိုလေရောလေရောအထဲဝင်ဖို့လမ်းမခမလောက်လမ်းမခတရအောင်2500လား2300လားတိတ်မမှန်းပြီးတော့ အဲ့လိုပေါင်းမှအဲ့လို9000ကျော်လောက်ပဲပါတယ်ဆိုတော့ကဲမတူးပါငါတို့မကြည့်တော့အပြင်အပြင်လိုက်တော့တယောက်တည်းဝင်ကြည့်တော့ဟိုမှာမဖြစ်ဘူးပေါ့နော်အဲ့လိုကဲမကြည့်ငါတို့အပြင်တချင်သားထောင်းပါချင်းသားထောင်းပြီးတော့ဟိုဒီဆက်ဆိုင်ကနေသွားဝယ်ပေါ့နော်ပါညာတော့အဲ့လိုပြန်ကြတော့ဘစကားစီးပြီးတော့ဒီလိုပဲပြန်လာကြရောက်တော့တရားဆိုင်ကပြန်ထိုင်အဲ့လိုမျိုးလေးပေါ့နော် ဟိုကိုရီငငယ်တော့ခံစားချက်မျိုးနဲ့လေဟိုလိုကိုချင်းစပြီးတော့ကိုချင်းစပြီးတော့ပေါ်ကားတချို့ဆိုလို့ရှိရင်ပွဲရှိတယ်ဟေ့ဆိုလို့ရှိရင်သူတို့ဟိုစားမယ်တောက်မယ်တဲ့ရပါတော့အဲ့လိုလမ်းစီလေးခြံသားမယ်ဘာပဲဘာဖြစ်သားပွဲပွဲအတွက်ကြိုတင်ပြီးတော့စီစဉ်ထားရတယ်ရှိတယ်ပေါ့နော်အဲ့လိုပတ်စံလေးစုထားရတယ်ရှိတယ်အဲ့လိုကလေးရှိကြပါတယ်အားကြောင့်ကိုချင်းစလို့တကယ်လည်းပြောရမယ်ဆိုလို့ရှိရင်တော့ဟိုအရင်တော့လို့ပေါ့ဟိုပွဲရှိုးရှိုးပွဲ state thing ကြီးနေအားပြည့်တဲ့အများကြီးနဲ့3-4လောင်းလောင်းနဲ့ပေါ့နော်အဲ့လို ဟိုဝုံးပလိုက်ကျုံပလိုက်ခြင်းတော့ဒါပေမဲ့လေခေကာလာအခြေအနေရောဒီလိုပဲအဲကိုကိုအတွက်ကျင်းနေစရာလို့ဖြစ်နေအောင်နော်ကိုအတွက်အာသာလည်းပြည်တယ်ဗောနော်အဲ့ပေါ့ဒီလိုပါအခုအခုလောလောဆယ်ကတော့ခုနအကိုပြောသလိုပဲဒီငလင်ရောက်ရွှေ့လိုက်ရတဲ့ဟိုပြီးခဲ့တဲ့ဟို April 28ပွဲ29ပွဲပေါ့နော်အဲ့ပွဲကဒီအစ်စ်ဘာကနေပြီးတော့ဘယ်ချိန်ပြန်လုံးမလဲတော့မသိဘူးဟို၅လပိုင်းလောက်လုံးမယ်လို့တော့ ထင်တာပဲဒီလာလေတော့ပြီးတော့သူပြန်လုံးဖြစ်မယ်ထင်တာပဲဟုတ်ကဲ့လိဇာဆောင်အိုက်ပွဲတပွဲတော့ရှိပါတယ်ဟုတ်ကဲ့ကိုရလုံးနေတာကြာပြီပြကျွန်တော်သစ်ပင်ပေါ့နော်သစ်ပင်ဆိုပြီးတော့လုံးနေတာတော်တော်လေးပြီးသွားပါပြီအဲ့ပဲဟိုတလောကဖော်ကားသူတချင်းအစ်စ်လေးတပုတ်ထက်ရေးတယ်ထက်ရေးတာအဲ့တချင်းအစ်စ်ကိုထတိပါမယ်ထတိပါမယ်အဲ့လိုဒီလိုကခွေတခွေကကျွန်တော်ကြာလို့နည်းနည်းစိန်ဆွဲပြီးတော့စိန်ပြီးလုပ်တတ်တဲ့အချင်းရှိတော့လေခွေဟိုအဲ့တချင်းပြီးရင်တော့ပြီးပြည့်စုံတော့တော့ရှိသွားပါပြီ။อืมဒီနှစ်သေးတော့ 看两个了，就三万吧。